အရေးပေါ်သတိတားဆီးဆိုတာမတော်တဆအရေးပေါ်အခြေအနေတွေအတွက်ပဲအသုံးပြုတင်တင်တယ်ဆီဖြစ်ပါတယ်ဒီဆေးကလိန်ဆက်ဆန်ခြင်းမှတဆင်ကူးဆက်တတ်တဲ့ယောဂတွေကိုကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူးအဲ့လိုကာကွယ်ခြင်းနဲ့ဆိုရင်တော့ကွန်ဒုံသုံးမှပဲကွန်ဒုံလို့ခေါ်ကြတဲ့အကာအကွယ်သုံးမှသာအဲ့ဒီလိန်ဆက်ဆန်ခြင်းကနေပြီးတော့ကူးဆက်တတ်တဲ့ယောဂတွေကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ် နောက်တစ်ခုကဒီဆေးကိုတလာထဲမှာပဲခဏခဏပြန်သုံးတာမျိုးကိုမပြုလုပ်သင့်ပါဘူး။ဘာလို့လဲဆိုတော့ဒီဆေးဟာပုံမှန်ကိုဝန်တားစေတတိပုံမှန်တတိတားစေတွေလောက်အဲ့ဒီလိုသုံးတဲ့အခါမှာအကျိုးအာနိသင်မရပါဘူး။ဆေးကြောင့်ရာသီစုံမှာ အနှောက်အယှက်ရှုပ်ထွေးမှုတွေလည်းဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ဒီထက်ပုံမှန်သုံးဖို့လိုလာပြီဆိုရင်တော့ condom ဒါမှမဟုတ်ရင်တောက်ဆေးထိုးဆေးတအိမ်တဲကိုပစ္စည်းထည့်တာအဲလမောင်းလေးကိုပစ္စည်းထည့်တာအဲ့ဒါမျိုးတွေကိုနားလေတက်ကြွနေဆရာဝန်ဆရာမတွေနဲ့တိုက်မိပြီးတော့ပဲသုံးဆွဲတင်ပါတယ်ဒီဆေးကို သုံးဆွဲတဲ့အခါမှာအစောဆုံးအရေးပေါ်အခြေအနေမှာအစောဆုံးတောင်းအမြန်ဆုံးတောက်တာက အကျိုးသက်ရောက်မှုပုံမို့ရရှိပါလိမ့်မယ်ဘာဒီအဆေးဘလို့အလုတ်လုတ်တယ်လဲเนาะဘာကြောင့်ဘလို့အလုတ်လုတ်တယ်လဲ အဲဒီဆေးကိုတောက်ထားပေမဲ့လည်းဘလို့အခါမျိုးမှာဒီဆေးရဲ့အကျိုးအာနိသင်တွေမရပဲနဲ့ကိုယ်ဝန်ရှိသွားနိုင်တယ်လေဆိုတဲ့အကြောင်းချက်တွေကိုကျွန်မဗီဒီယိုအရှိလေးမှာပြောပြပေးထားပါတယ်။ကျွန်မနာမည်ကတော့ဒေါက်တာမျိုးနန္ဒာပါ။ယခုလက်ရှိ UK နိုင်ငံကတာဖွားနေမီရဲ့အတိုင်းအမြင်ကအထုကုဆရာဝန်ကြီးတယောက်ဖြစ်ပါတယ်။ကျမရဲ့မြန်မာ OG Dr. Page မြန်မာ OG Dr. YouTube channel နဲ့ Telegram channel တို့မှာဗီဒီယိုအစီအလေးကိုတွားပြီးတော့ကြည့်ရှုနိုင်ပါတယ်။ကျေးဇူးများတင်ပါတယ်။